so အားလုံးမင်္ဂလာပါကျွန်တော်ကတော့ပိုင်မယ်ပါဒီနေ့မှတော့ PUBG ဆိုပြီးဖုန်းကလည်းအရန်ပူတယ်လက်လဲလက်တယ်ကျွန်တော် FPS နဲ့တဲ့ brother ရဲ့တက်ကော FPS ကို 144FPS နဲ့ကျွန်တော် refresh rate ကို144 refresh rate ထိမြင့်တင်လို့ရမယ် application လေးနှစ်ခုနဲ့မျှဝေပေးမှာပဲဖြစ်ပါတယ်ဒီ application လေးနှစ်ခုကိုတုံးပြီးရတယ် brother တို့မှာရှိရဲကျွန်တော်ဒီဖုန်းနေထစ်တာလေး brother တို့နေမှာ စမှုကြကြလေးနဲ့ကျွန်တော်တို့ဂိမ်းကိုဆော့လို့ရမှာဖြစ်ပါတယ်ဘလောက်တိစမှုကြလဲဆိုရင်ရိုးရိုးစမှုတာမဟုတ်စူပါစမှုပဲဖြစ်ပါတယ်အဲဒီလိုစမှုကြဘူးဆိုရင် brother root skill လေးအရင်ထက်ကောင်းလာမှာပဲဖြစ်ပါတယ်အဲ့လိုပါပဲကျွန်တော်ဂိမ်းဆော့ရတာလဲပျော်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခေးတွေအများကြီးတက်နိုင်မျိုးစက်တားလေးစားနိုင်မှာဖြစ်ပါတယ် အော်တော့ကျွန်တော်ဒီ144 refund rate နဲ့ကျွန်တော် 144F ရကိုကျွန်တော်လုပ်ဖို့အတွက် application လေးနှစ်ခုပဲလိုပါတယ်။အဲ့ application လေးနှစ်ခု Play Store မှာပဲ download လို့ရပါပြီဗျာ။အဲ့တော့ဘယ်လိုလေးလုပ်ချင်လဲဆိုတော့တည်ကျင်နေမလား။တည်ကျင်နေဆိုတော့ကျွန်တော် channel လေးကို like subscribe လေးပဲနှိပ်ခဲ့ပေးကြပါအောင်ဗျာ။အဲ့တော့အားလုံးပဲအချိန်ကြာတယ်ဗျာ။စလိုက်ကြအောင် let's go โอเคအဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Play Store မှာကျွန်တော်တို့ဒီ set bar မှာကျွန်တော်တို့ Magic Trainer ဆိုတဲ့ application လေးကိုအရင်ဆုံး down လိုက်ပါခင်ဗျ။โอเคကျွန်တော် English စကားအလောက်မပြောတတ်တော့ကျွန်တော်အတန်ထွက်မိုင်းလဲမောပါမယ်။အဲ့တော့ဒီ video ထဲမှာရှိတဲ့ English စကားလုံးနဲ့ရိုက်ရှာလိုက်ပါ။အားလုံးကျေးဇူးတင်ပါတယ်။ဒီတစ်ခုကို down ပြီးပြီဆိုရင်ကျွန်တော်တို့ပြီးွားပြီဆိုကျွန်တော်တို့ဒီမှာ Shansuki Shansuku ဆိုတဲ့ app လေးကိုကျွန်တော်တို့ down ပါမှာ။ဒါကတော့တော်တော်များများတည်ပါတယ်ကျွန်တော် ဘက်ဂျီရဲ့ fake တွေတုံးတဲ့ချိန်မှာတုံးရတာပါ okay ဒါဒေါင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ install လုပ်ပြီးသွားပြီဖြစ်ပါတယ် okay အပြင်ကျွန်တော်တို့ admin အရင်ဝင်ပါမယ်ခဏလေးပါကျွန်တော်နေရာလေးရှုလိုက်ပါဦးမယ်ဟဲ့လေရုပ်ဆိုးခြင်းတီးခံပါ okay အဲ့တော့ကျွန်တော်ဒီထက်အရင်ဝင်ပါမယ်ရှန်စုကီရဲ့ဝင်မယ်ကျွန်တော်တို့ pen name ဆိုတာကျွန်တော်ဒီမှာလက်ပင်ဆိုတဲ့ချိတ်တရားလေးဝင်မယ်ပြီးတော့ developer option နဲ့ဥတော်မယ်နောက်ပြီးတော့ဒီမှာဒီနားလေးမှာကျွန်တော် ဒီမှာကျွန်တော် wireless device ဆိုတာဖွင့်မယ်ကျွန်တော်အမှားကျွန်တော်ဒီအဲ့ဒီပင်လေးကိုထည့်มาပဲဖြစ်ပါတယ်။ Okay ကျွန်တော်ပင်လေးကိုထည့်มาပဲ။ Okay ပင်လေးကိုထည့်ပြီးွားပြီးဆိုရင်ကျွန်တော်တို့ဒီအများလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးွားပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာပေါ်လာပါပြီ။ shampoo bag ထွက်မယ်။ဒီ bag ထွက်ပြီးရင်ကျွန်တော်ဒီနားရောက်ပြီး step ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တို့ နှိပ်ပါမယ်နှိပ်ပြီးရင်2 to 2ဒီလိုအင်္ဂလိပ်စာတန်းနေကြာလိုက်ရင်သူထွက်သွားတဲ့ဒီကိုစောင်းလိုက်ပါစောင်းသွားပြီဆိုကျွန်မဒီမှာ setting ပုံစံလေးရဲ့ဝင်ပြီးမှ magic training ဆိုတာလေးကိုကျွန်တော်တို့ permission လေးပေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ Suzuki Apple တွေထွက်လိုက်ပါမယ်ထပ်ပြီးရတဲ့ကျွန်တော်ဒီမှာ Magic Training ဆိုတာရဲ့ software တွေဝင်လိုက်ပါမယ်ဝင်ပြီးကျွန်တော်အောက်ကတိုင်းမှာလေးခဏဆောင်ပါ5 4 3 2 1 Okay ဒီလိုစောင့်ပြီးပြီဆိုတာနဲ့ ကျွန်တော်ဒီမှာပေါ်လာပါပြီအဲ့တော့ကျွန်တော်ဒီမှာ PUBG Mobile ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ FPS ဆိုတာမှာ144ထားလိုက်ပါမယ်ထားပြီး Open ADS ကိုနှိပ်ပဲပြီးကြံကျွန်တော် Okay နှိပ်ပြီးလိုက်ပါမယ်ပြီးကြံကျွန်တော်ဒီမှာ Game Setting တွေဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာအပေါ်ကနှိပ်တဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့အပေါ်ကမြင်းချောင်းရော အောက်က မြင်ကြအောင်ကျွန်တော်တို့နှစ်ခုအပေါ်အားဟာကိုကျွန်တော် brother 480ထားလိုက်ပါအောက်ကကျွန်တော် refund rate 144ထားလိုက်ပါဗျထားပြီးတော့အောက်မှာပြတာအပြာရောင်ခလုတ်လေးကိုကျွန်တော်အခုပြထားတယ်လို့ပဲအကုန်လုံး on လိုက်ပါ on ပြီးဆိုတာနဲ့ brother တို့ရပါပြီဒါမျိုးအကုန်လုတ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာဒါလေးကနေကျွန်တော်တို့ထွက်ပြီးတော့ကျွန်တော်တို့ဒီ PUBG ရဲ့ဝင်ပြီးတော့ကျွန်တော်တို့စမှုကြကြကစားလို့ရပါပြီဖြစ်ပါတယ်โอเคဒါကိုလုတ်ပြီးရဲ့ brother ရဲ့အနေနဲ့ကကျွန်တော်တို့ဒီမှာ ထစ်သေးလားမထစ်သေးဘူးလားနောက်ပြီးတော့ဆော့ရအဆင်ပြီလားဆိုတာကိုကျွန်တော်ရဲ့ YouTube comment မှာလာရောက်ပြီးတော့ပြောပြပါကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲဒီနေ့ video ကတော့ဒီလောက်ပါပဲအဲ့တော့နောက် video မှာထပ်တွေ့ကြပါပါအားလုံးပဲတာ